မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါကိုမင်္ဂလာပါညီမအခန်းခွဲ၃တသမနှစ် load combinations and loads မှာအဆောက်အုံများညအခြားတိဆောက်ပုံများဒီဇိုင်းရေးဆွဲရာတွင် ီ load တွေကို engineer တယောက်အနေနဲ့ဘေးကင်းလုံခြုံမှုရှိအောင်ဘယ်လိုပေါင်းစပ်ပြီးထည့်သွင်းစဉ်းစားရပါသလဲကိုဟုတ်ကဲ့ဒါက structural design ရဲ့အဓိကအချက်ပါပဲကုတ်ကလက်တွေ့မှာဖြစ်နိုင်တဲ့အရှိဆုံးအစိုးရဆုံးအခြေအနေတွေကိုကိုစားပြုတဲ့ load combinations ကိုတိတိကျကျသတ်မှတ်ပေးထားပါတယ် strength design သို့မဟုတ် LRFD ရဲ့အဓိကအခြေခံသဘောတရားကဘာပါလဲရှင် strength design သို့မဟုတ် LRFD ရဲ့အဓိကအချက်ကတော့ ဝန်အားတွေကိုတိုက်ရိုက်မပောင်းဘဲဝန်တခုရင်းစီကိုသူတို့ရဲ့မတေချာမှုနဲ့အရေးကြီးမှုပေါ်မူတည်ပြီး load factor လို့ခေါ်တဲ့အစာတိုးကင်ကနန်ဥပမာတစ်တသမာ1တစ်တသမာ6လို့နဲ့အရင်မြှောက်ပြီးအစိုးဆုံးအခြေအနေတခုကိုဖန်တီးလိုက်တာပါဒါကို factored load လို့ခေါ်ပါတယ်ပြီးမှအဲ့ဒီ factored load တွေကိုပေါင်းပြီးရလာတဲ့အားကိုခံနိုင်အောင်အဆောက်အအုံကိုဒီဇိုင်းထုတ်ရပါတယ်ဒါက ဘေးကင်းလုံခြုံမှုကိုပိုပြီးတေချာစေတဲ့နီလန်းဖြစ်တယ်ညီမကုတ်ချင်းမှာပါတဲ့အခြေခံ look combinations တွေတဲ့ကဥမ္မာတချို့ကိုရှင်းပြပေးလို့ရမလားအကိုဟုတ်ကဲ့ကုတ်မှာအဓိက look combinations 6မျိုးနဲ့အထက်ရှိပါတယ်ဥပမာနဲ့နဲ့တိတ္တမနဲ့ D+ တိတ္တမ 6W+ L+ တုံညာတတမ5 LR R ဆိုတဲ့ပေါင်းစပ်မှုကတော့ death look ကိုတိတ္တမနိစအဓိကဖြစ်တဲ့ win look ကိုတိတ္တမ6စား ပြီးတော့ live load နဲ့ rain load တို့ကိုပါပေါင်းစပ်ပြီးစစ်ဆေးတာပါ engineer တယောက်ကဒီပေါင်းစပ်မှုတွေအားလုံးကိုစစ်ဆေးပြီးအဆောင်အုံရဲ့အစိပ်ပိုင်းတစ်ခုချင်းစီအတွက်အစိုးရွားဆုံးဖြစ်စေတဲ့ပေါင်းစပ်မှုကိုအခြေခံပြီး design ထုတ်ရပါတယ်ဒါက baking လုံခြုံမှုကိုပိုပြီးတေးကြစေတဲ့နီလန်းဖြစ်တယ်ဒီမှာဒီစီမင်းတွေကအခြေအနေတိုင်းအတွက်သဘုံဆန်တဲပဲလားချွင်းချက်အနေနဲ့ဖြီလျှော့ပေးတာမျိုးတွေရရှိပါသလားရှင်ဟုတ်ကဲ့လက်တွေ့ကြတဲ့ချွင်းချက်တွေရှိပါတယ် ဥပမာတာမန်ယုံကန်လူနီအင်လိုမျိုး life look တိတ်မများတဲ့အဆောက်အုံတွေမှာဆိုရင်အချို့ပေါင်းစပ်မှုတွေမှာ life look ကိုမြောက်ရမယ့် look factor ကို1.0အစား0.5နဲ့ပဲမြောက်ခွင့်ပြုပါတယ်။ဒါပေမဲ့ကားကိုတောင်တွေလူအများကြီးစုဝေးနိုင်တဲ့နေရာတွေကတော့ဒီချွင်းချက်ထဲမှာမပါဝင်ပါဘူး။တကယ်လို့ဘေးတိုင်းမြေကြီး TR H က wind look W သို့မဟုတ် earthquake look E ကိုစန့်ကျင်ပြီးတက်ရောက်နေတယ်ဆိုရင် H ကို ုံညအသေးဌာနီအစိုးဆုံးအခြေအနေနဲ့တွေတွက်ချက်ရပါတယ်။ဒါကပိုပြီးဘီကင်းစေတဲ့ချင်းကမှုပါပဲ။ရည်ကြီးရည်ရံမှုလို့အထူးအန်ဒီယရီအတွက်ရောဘလို့ထည့်သွင်းစဉ်းစားရပါတည်း။ Okay ရည်ကြီးနိုင်တဲ့ area flat zone မှာရှိတဲ့အဆောက်အအုံတွေအတွက်ဆိုရင်အခြေခံပေါင်းစပ်မှုတွေကိုပြင်ဆင်ရမယ်။ wind load W နဲ့အတူ flat load ကိုပါသူ့ရဲ့တည်တံ့ load factor နဲ့အတူထပ်ပေါင်းထည့်ပေးရပါတယ်။ဒါကအဆောက်အအုံကရေးရေးတုံးကန်အားကိုပါ ခန္ဓာရည်ချိအောင်တည်ကြစေပါတယ်။ engineer တွေရွေးချယ်နိုင်တဲ့ဒုတိယ design လမ်းကြောင်းဖြစ်တဲ့ allowable stress design ASD အကြောင်းကိုလည်းရှင်းပြပေးပါအောင်အကို allowable stress design ASD နီးလမ်းကတော့တမားယူကြနီးလမ်းလို့ပြောလို့ရပါတယ်။သူ့ရဲ့အဓိကသဘောတရားက load တွေကို load factor တွေနဲ့အစတိုးမြောက်တာမျိုးမလုပ်ပါဘူး။ nominal loss တွေကိုမဲဓာတ်ရိုက်ပေါင်းပြီးအဲ့ဒီ load ဝန်အားတွေကြောင့်အဆောက်အအုံရဲ့အစိတ်ပိုင်းဒီမှာဖြစ်ပေါ်လာတဲ့ stress တွေက allowable stress check မကြော်လွန်အောင်ဒီဇိုင်းထုတ်နေနီးလာမှညီမဒါဆိုရင် ASD မှာဒုံးတဲ့ low combination တွေက LRFD နဲ့ဘလို့ကွာခြားပါတလဲ Allowable stress design မှာဆိုရင် load တွေကို1.0 0.75 0.6ဆိုင်ကင်းကနိုင်နေတဲ့ပဲမြောက်တာမြောက်ပါတယ်ဥပမာ D+ H+ F+ L+ D ဆိုတဲ့ပေါင်းစပ်မှုမှာ load အကုန်လုံးကို အပြည့်ထက်သွင်းစဉ်းစားတယ်နောက်ဥပမာတစ်ခုက 0.6D+ W+H ပါဒါကလေးတိုက်လို့အဆောင်အောင်မြောက်တက်သွားလာမျိုးကိုစစ်ဆေးတဲ့အခါမှာအဆောင်အောင်ရဲ့ dead low D ကို60ရာခိုင်နှုန်းပဲရှိတယ်လို့ယူဆပြီးအစိုးဆုံးအခြေအနေနဲ့တွက်ချက်တော့ပါညီမဒီဇိုင်းနဲ့မှာလေတန်ငလျင်တန်လိုကာလတိုလုပ်တဲ့အတွက် allowable stress ကိုတိုးပြီးတွက်ချက်ခွင့်ပေးလာအကိုဒါကအလွန်အရေးကြီးတဲ့အချက်ပါ MNBC ရဲ့ allowable stress design နီလာမှာလုကကာလတိုတက်ရောက်တာပဲဆိုတဲ့အကြောင်းပြချက်နဲ့ခန allowable stress ကို အလွဲတကူတိုးမြင့်ခွင့်မရှိဘူးလို့အတီအလင်းပြတ်ထန်ထားပါညီမတကယ်လို့တိုးမြင့်ချင်တယ်ဆိုရင်အဲ့ဒီပစ္စည်းကဝင်တက်ရောက်မှုနှုံညံ့တဲ့အခါမှာ တကယ်ပဲပူပြီးခဏရင်ချီချောင်းတိဖာနီကြတက်တည်ပြနိုင်မှသာခွင့်ပြုတယ်ဒါကဒီဇိုင်းကိုပူပြီးစိတ်ချရအောင်တင်းကျက်လိုက်တဲ့သဘောပဲ Deload combinations တွေအပြင်တခြားထည့်သွင်းစဉ်းစားရမယ်အထူးအခြေအနေတွေရရှိပါသလားရှင်ဟုတ်ကဲ့အရေးကြီးတဲ့အခြေအနေ၃ခုရှိပါတယ် ရေကြီးနိုင်တဲ့ area flood zone မှာရှိတဲ့အဆောက်အုံတွေအတွက်ဆိုရင် load combinations တွေကို FA load ကိုပါထပ်ပေါင်းထည့်ပေးရပါတယ်။အလွန်အရေးကြီးတဲ့အဆောက်အုံတွေအတွက်ဆိုရင်တော့မီးလောင်မှု ပေါက်ကွဲမှုရင်ဝံတိုက်မှုလို့ဖိတောင့်ဖြစ်ခဲဒါပေမဲ့အလွန်အန္တရာယ်ကြီးရဲ့ဖြစ်ရတဲ့ကိုခံနိုင်ရည်ရှိမှရှိစစ်ဆေးဖို့လိုအပ်ပါတယ်။ဒါကအဆောက်အုံတစ်ခုလုံးရုတ်တရက်ပြိုကျမသွားအောင်ကာကွယ်ဖို့ပါ။ငလီရင်တန်းခန်းစနစ်ရဲ့အဓိကအကြဆုံးနဲ့အရေးအကြီးဆုံးအစိတ်ပိုင်းတွေကိုဒီဇိုင်းထုတ်တဲ့အခါမှာ တာမန်ပေါင်းစပ်မှုတွေတဲ့ပိုမိုတင်းကျပ်တဲ့ special seismic load combinations တွေကို LFD မှာရော ASD မှာပါမဖြစ်မနေအထုံးပြုရတယ်။ဒါကအဲ့ဒီအစိပ်ပိုင်းတွေကငလျင်လူချိန်မှာတေချာပေါက်အလုတ်လုံနိုင်အောင် အပိုအင်ဟောက်ဖြည့်တင်းထားတဲ့သဘောပါပဲညီမ။ဒါဆို engineer တယောက်ခါအစုံအုံတစ်ခုကို design ထုတ်တဲ့အခါမှာအရင်ဆုံး LRFD သို့မဟုတ် ASD ဆိုတဲ့ design လမ်းကြောင်းတစ်ခုကိုရွေးချယ်ရမယ်။ပြီးရင်ကိုယ်ကသတ်မှတ်ထားတဲ့ အစိုးဆုံးအခြေအနေတွေကိုကိုစားပြုတဲ့ low combinations တွေနဲ့စစ်ဆေးရမယ်။လိုအပ်ရင်ရည်ကြီးဝင်အထူးငလင်ဝင်လူလိုအခြေအနေတွေကိုပါထပ်ပေါင်းထည့်သွင်းရမယ်ဆိုပြီးအစဉ်စဉ်စနစ်အကျလှုပ်ဆောင်ရတာဖြစ်ကြောင်းနားလည်သွားပါပြီရှင်။အခုလို အသေးစိတ်ကြာကြာရှင်းပြပေးတဲ့အတွက် ADW Construction Engineering Group မြေကအကူကိုရောအစီအစဉ်ကိုကြီးစုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နာလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှလည်း MNBC 2025အပိုင်း3ရဲ့အခန်းကွဲ3တသမာနှိမှာကြန့်ရှိသေးတဲ့စိတ်ဝင်စားဖို့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်တော်နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။